โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပေါ့ကာစီဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဘရာသူအနေနဲ့ရှင်းနေပေးတာကားတည်းအကြောင်းကိုကျွန်တော်ဒီရက်လောက် share လေးလုပ်ပေးတော့မှာဖြစ်ပါတယ်မြန်မာလာတဲ့ဆိုရင်နေတဲ့အတူမြန်လုံးမြန်တမိုင်းဝင်ကားတည်းဖြစ်တဲ့ Formas နဲ့အကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နာမည်ကျော်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Focus ကုမ္ပဏီကထုတ်လုပ်တဲ့ Marseille မျိုးစားကားစီးရီးတစ်ခုပဲဖြစ်ပါတယ် ဒီ Four Mustang ကမျိုးစား Four Company ကထုတ်ခဲ့တဲ့များ series ရမှာ generation အရှိဆုံး series တစ်ခုလည်းဖြစ်တယ်1964ခုနှစ်မှာစတင်မိတ်ဆက်ခဲ့ပြီးတော့ဒီနေ့အထိထုံလုံးနေစေဖြစ်တယ်ဒီနေ့မှာဆိုရင်တော့ Seven Generation ကိုရောက်ရှိနေပါပြီ1964ခုနှစ်1965ခုနှစ်ဝန်းကျင်တွေမှာ Ford Mustang ကဟာ American ကားလောကမှာစတင်ပြီးထင်ရှားလာတယ်။ဘာလို့လဲဆိုရင်သူ့ရဲ့ Sports Sedan ရဲ့ design ထင်ရှားပြီးရွှေလျားတဲ့ကောင်းမွန်တဲ့ပြည့်ရတဲ့ဈေးနဲ့တန်တဲ့ performance တွေကြောင့်ပဲဖြစ်တယ်။ စတင်ထုတ်လုပ်စဉ်ကတနည်းကိုကားစီရဲ့တသိန်းရောင်းချမယ်ဆိုပြီးခံမှန်းထားပေမဲ့ဒီ1965ခုနှစ်မှာထုတ်တဲ့ Mustang Model ကြောင့်အအောင်မြင်ဆုံးအယောင်ရဆုံးကားဖြစ်လာတယ်။ထုတ်လုပ်တဲ့ပထမနှစ်မှာဒီအစီရဲ့၄သိန်းကျော်ရောင်းချခဲ့ရပြီးတော့နှစ်နှစ်အတွင်းမှာအစီရဲ့တသန်းကျော်ရောင်းချခဲ့ရတယ်။အဲ့ဒီအချိန်တုန်းက Marcel Galoga မှာခေပြန်နေဖြစ်ကြတဲ့ Chevrolet Camaro တို့ Pontiac Firebird တို့ AMC Javelin တို့ Dodge Challenger တို့နဲ့ Plymouth Barracuda တို့ကိုကျော်ပြီးတော့ မဆက်ကားစီခွက်ကိုဦးဆောင်နိုင်ခဲ့။ Formula Stan Series မှာမှ Boss 3ကိုအတူတူ Match 1နဲ့ Chevy GT 500စတဲ့ကားတွေကလူကြိုက်ပို့ပြီးတော့များခဲ့။အမေရိကန်ရဲ့အစိုးရနဲ့တင်လို့ဆိုလို့ရတဲ့စီးပွားရေးပြက်ကက်ဖြစ်နေတဲ့အချိန်တစီစီခေါင်ခိုင်းနေတဲ့အချိန်မှာတော့မစတန်နာမည်ချမသွားအောင်ထိန်းထားနိုင်ခဲ့တယ်။အချိန်နဲ့အချိန်ကောက်လိုက်ပြီးတော့ second generation နဲ့ third generation တွေမှာကားကိုစီစားတက်တောင်ပေါ်ဒီခက်တိတိထုတ်လုပ်ခဲ့ပြီးမြို့ဆိုင်များနေစေပဲစတင်ထုတ်လုပ်ခဲ့တဲ့1964ခုနှစ်ကနေယနေ့အချိန်ထိ four mustang ကားတွေကို generation 9ခုခွဲထားရယ် first generation ကို1964နဲ့1983 second generation ကို1984နဲ့1988 third generation 1989အနေ1993 fourth generation 1994အနေ2004 fifth generation 2005အနေ2014 sixth generation 2005အနေ2023နဲ့ seventh generation 2024အနေလက်ရှိအချိန်ထိဆိုပြီးတော့ခွဲထားတယ်2005ခုနှစ်မှာ four ဟာ mustang ကားတွေကို retro lock တွေ modern power train နဲ့အတူပြန်လည်ပြီးတော့ထုတ်လုပ်လာခဲ့တယ်ကန်ဝေဆန်နဲ့အတွင်ပြင်ဦးမှာ modern engine နဲ့ဆိုတော့ဘာမှပြောစရာမလိုတော့ဘူး 2018ခုနှစ်ဩဂုတ်လမှာ Ford Company ဟာသူ့ရဲ့ပထမဆုံး Mustang ကားဖြစ်တဲ့1965 model Mustang ကို V8 engine နဲ့ပြန်လည်ပြီးတော့ထုတ်လုပ်ခဲ့တယ်။အဲဒီကားကို2019 Wind Beaten White Convertible လို့နာမည်ပေးခဲ့တယ်။ယနေ့ခေတ်မှာတော့ Mustang ကား2.3 liter EcoBoost double engine နဲ့2.5 liter V8 engine ဆိုပြီးတော့ engine နဲ့မျိုးနဲ့ရရှိနိုင်တယ်။ ဒီ2.5 liter V8 engine ကိုတုံးထားတဲ့ Mustang car တွေဆိုလို့ရှိရင်မြင်းကောင်ဒီ R480 နဲ့သုံးရနေမှ60ဟုတ်၄စက္ကန့်ပဲကြာတယ်။ Ford Mustang car series ထဲမှာမှ performance အမြင့်ဆုံး car ဖြစ်တဲ့ဒီ Dark Horse series ဆိုရင်လည်း engine power 900ကျော်နဲ့ high performance suspension Magno Ride နဲ့ Brembo brake တွေနဲ့တည်ဆောက်ထားတယ်။ Dark Horse car ရဲ့3ညနေမှ60ဟုတ်ရောက်ဖို့3.9စက္ကန့်ပဲကြာတယ်။ full mustang ကားတွေကိုလည်း auto နဲ့မညိုရဲဆိုပြီးတော့နှမျိုးရရှိနိုင်တယ်မညိုရဲမှာဆိုရင် gear 6ချက် auto မှာဆိုရင် gear 10ချက်နှမျိုးစလုံးကိုနောက်ပိုင်းရစနစ်ပဲအသုံးပြုထားတယ် full mustang ကားတွေကိုစပြီးတော့ထုတ်ခဲ့တော့က mustang ဆိုပြီးတော့နာမည်ပေးခဲ့ရမှာမဟုတ်ဘူးကော်က Torino T5 စသဖြင့်နာမည်ပေးဖို့စဉ်းစားခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီနာမည်တွေကကားရဲ့ဒီဇိုင်းကားရဲ့ performance တွေနဲ့ရှင်းလိုက်လို့ရှင်ရိုးရှင်းလုံးနဲ့လွတ်လပ်မှုအရင်းစံနဲ့စွမ်းအင်တွေကိုမြင်တာအောင်မဖော်ပြနိုင်ခဲ့ဘူး။အဲ့ဒီအချိန်မှာဒီ မစတန်ကားဒီဇိုင်နာအဖွဲ့ဝင်တယောက်ဖြစ်တဲ့ဂျွန်နေဂျာကဒီမစတန်ဆိုတဲ့နာမည်ကိုအကြံပေးခဲ့။ဘာလို့လဲဆိုတော့သူကဒုတိယကမ္ဘာစစ်အတွင်းကနာမည်ကျော်တိုက်တရင်တစ်စင်းဖြစ်တဲ့ B51 မစတန်ဆိုတဲ့ဒီအမြန်ရဲ့ fan တယောက်ဖြစ်တယ်။ B51 မစတန်လေယာဉ်တွေကဝင်းစီချင်းတိုက်ပွဲတွေမှာတိုက်ပွဲမရှိတဲ့လေယာဉ်တွေလည်းဖြစ်ခဲ့တယ်။ နောက်ပြီးတော့ဒီ Mustan ဆိုတဲ့နာမည်ကအမေရိကန်နောက်ပိုင်းမှာကျဆားတဲ့မြင်းရိုင်းမျိုးစိတ်ရဲ့နာမည်လည်းဖြစ်တယ်။ဒီမြင်းရိုင်းတွေကဘာကိုကိုစားပြုလဲဆိုလို့ရှိရင်အရိုင်းဆန်မှုလွတ်လပ်မှုလင်မြန်မှုစားရဲ့ signature တွေကိုကိုစားပြုတယ်။ဒါပေမဲ့ဒီ Mustan ကားတွေရဲ့အဓိကလူကြိုက်များတဲ့အကြောင်းကအရာကြီးအကြောင်းမဟုတ်ဘူး။ဒီကားတစ်စီးကနေပေးစွမ်းနိုင်တဲ့စိတ်ခံစားချက်အကြောင်းလို့ပဲပြောလို့ရတယ်ပေါ့။ engine stack clock ကိုနှိမ့်လိုက်တာနဲ့ထွက်လာတဲ့ဒီ engine ရဲ့ဟိန်းတန်ရဲ့ ညနေပိုင်းနေဝင်ကနေ့အချိန်လေးမှာတယောက်တဲ့မက်စတန်လေးမောင်းပြီးတော့တင်းချင်းခံရတဲ့အရတာရဲကဒီမက်စတန်ဖန်နေကြရမှာပပူလာအဖြစ်ဆုံးမှုတစ်ခုဖြစ်လာခဲ့တယ်။ဟုတ်ကဲ့ဒါကတော့ဒီ4မက်စတန်ကားအကြောင်းကိုကျွန်တော်လေ့လာရတဲ့လောက်ကျွန်တော်သိရှိတဲ့လောက်ပြန်ပြီးတော့ share လုပ်ပေးရဖြစ်ပါတယ်။ Prada လို့အနေနဲ့ရောဘယ်ကားတွေကိုကြိုက်လဲဘယ်ကားတွေကို favorite ဖြစ်လဲဆိုတာ comment မှာဝင်ရောက်ပြီးရေးပေးခဲ့လို့ရပါတယ်။အပတ်မကြည့်ဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြပါဦး။ ဒီတဲ့ပိုကောင်းတဲ့ content တွေနဲ့ brother ကိုဖြည့်ပြမှုပေးနိုင်အောင်ကျွန်တော်ကြိုးစားပါမယ်ပထမဆုံးစလုပ်တဲ့ video လေးဖြစ်တဲ့အတွက်အမားရေပါခဲ့လို့ရှိရင်မပြေဆုံးခဲ့လို့ရှိရင်ဒီခံပေးဖို့တောင်းဆိုရင်းနဲ့ပဲ see you in next video